နော်ဒီအကိုရဲ့အတန်ကိုကြားဖို့အတွက်ထိုင်းဆောင်နေလို့လည်းအများကြီးရှိဘူးကိုကီရအတန်ကြီးပဲကြားနေရလို့နော်ဒါကိုမာလင်အတန်ကြားခြင်းပါလေဆိုတော့လူတွေလည်းရှိတဲ့အတွက်ကြောင့်ကျွန်တော်ကိုမာလင်ကို STP နဲ့ပတ်သက်ပြီးတော့ဗောနော် update လေးလေး progress လေးပြပြပေးဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါမယ်ဟုတ်ကိုမာလင်မင်္ဂလာပါဟုတ်ကဲ့ပါမင်္ဂလာပါကိုကီရကျွန်တော်အတန်ကြားလာမသိဟုတ်ကြားပါတယ်ခင်ဗျာဟုတ်ဟုတ်အားလုံးပဲမင်္ဂလာပါ ကျွန်တော်ကို slide လေးတစ်ချက်ပြောင်းပေးပါဦးဟုတ်ကျေးဇူးတင်ပါတယ်အာကျွန်တော်ကတော့ဒီနေ့ STP ရဲ့အကြောင်းလေးကိုပြောပြသွားမှာပေါ့နော် STP ကတော်တော်များများကဒီ slide ထဲက information တွေကတော့ TB သားတွေဖြစ်ပါလိမ့်မယ်ကျွန်တော်တို့မှာ STP မှာ currency 11 currency အဲ့ဒီရှိတဲ့များဟာပြီးပေါင်းလိုက်ရင်17ခုပေါ့နော်ရွှေပါထည့်ပေါင်းထားရင်ရှိတယ်အာ relationship manager colleagues တွေတရားကျော် 200နီးပါးကျွန်တော်တို့မှာရှိတယ်။ဒီထဲမှာ ICO1 ICO2 25 million ရှိတာတို့ဒါတွေကကျွန်တော်အားလုံးတည်ပြီးသားဖြစ်ပါလိမ့်မယ်။ဒီဟာကိုကြည့်လိုက်ရင်ကျွန်တော် highlight လုပ်ချင်တဲ့ဟာကတော့ကျွန်တော် transition ဘောင်း million နဲ့ချီပြီးတော့လှုပ်ပေးပြီးသွားပြီ။ဒီနံပါတ်တွေကဒီထက်အများကြီးထက်တိုးသွားဖို့ပဲရှိ။ဟိုဒီနံပါတ်ကဘလောက်မြင်မြန်တိုးနေလဲဆိုတော့ spring bee ကိုပဲကြည့်မယ်ဆိုရင်ဒီမှာ9000လို့ record လုပ်ထားတယ်။ဒါပေမဲ့ ဒီ9000ကအခုချိန်မှာ stream ပြီးအာ register account မှာပေါ့နော်တသိန်းကျော်နေပြီဆိုတော့ဒီ account ကလည်းဆက်ပြီးတော့တိုးသွားအောင်မဲ့ account နေပေါ့နော်အခု token holding amount ဆိုတော့ account ဆိုလို့ရှိရင်ကျွန်တော်9သိန်းကျော်ရှိတယ်ဒါကအဲ exchange listing သာလာလို့ရှိရင်ဒီအဒီ account တွေကလည်းဒီထက်အများကြီးဆက်ပြီးတော့ဟိုတိုးသွားမှာပေါ့နော်အ strategic partner တွေကတော့စောစောကဟို ကိုကီရာရောကိုကာဗင်ရောအပြောပြပြီးသွားပြီကျွန်တော်ဒီလမ်းကြောင်းကိုတယောက်တည်းရှောက်နေတာမဟုတ်ဘူးကျွန်တော်အားလုံးနဲ့အတူတူရှောက်နေတဲ့လမ်းကြောင်းဖြစ်တယ်ပေါ့နော်အဲ့အတွက်ဒီခီးကပန်းနိုင်ကိုကျွန်တော်ရအောင်သွားနိုင်မယ်ဆိုတာကျွန်တော်ကတော့ယုံကြည်တယ်အားလုံးနဲ့လည်းအတူတူဆက်ပြီးတော့ရှောက်ချင်တယ်ဆို SCP ကအစ်စ်တွေအစ်စ်တွေပလန်ထားရှိသေးတယ်ဒါပေမဲ့အဲ့ဒါကိုတော့ဒီ slide မှာတော့မပြောသေးဘူးနောက် H listing နောက်ပိုင်းမှာ ဘာတွေဆက်လုပ်မလဲဆိုရဲ slide ရောက်มาပဲကျွန်တော်အဲ့ဒါကိုဆက်ပြီးတော့ပြောပြပါမယ်အခုတော့ကျွန်တော် next slide မှာဒီ spring bee နဲ့ပတ်သက်ပြီးတော့ phase 2ကိုဘယ်လိုမျိုးလှုပ်ထားတယ်ဆိုရဲဟာလေးကိုကျွန်တော် highlight လုပ်ခြင်း ਨੇ အာ spring bee ဆိုတာကအာ stp token ကို exchange listing သွားဖို့အတွက်ပေါ့နော်ဒီ community ရဲ့အားကိုပြဖို့အတွက်ကျွန်တော်ပြီးခဲ့တဲ့အာ နှစ်ဒီအချိန်လောက်ပဲတိုက်တိုက်ဆိုင်ဆိုင်ဒီနေ့ကောက Spring Bee ရဲ့ anniversary နဲ့တော်တော်ကတ်တယ်အဲ့ဒါကိုတော့ဟိုအခုကျွန်တော်တို့ community ထဲမှာတကယ် Spring Bee hack ကောဆော့နေတဲ့သူတွေတိတ်ကလေးများမှတ်မိမလားမသိဘူးပေါ့နော်ကျွန်တော်အဲ့ဒါကိုတော့ quiz လေးအနေနဲ့ထားလိုက်ပါမယ်တိတ်ကိုတီးတဲ့သူတွေကတော့ STP ရဲ့ Telegram General Community ထဲမှာ share ပေးကြပါအောင်ပေါ့နော်အာဒီ Spring Bee ကဘယ်တုန်းကများစခဲ့တာလဲပြီးခဲ့တဲ့နှစ်ဘယ်အချိန်လောက်လဲပေါ့နော် အာကျွန်တော်တို့စခဲ့တုန်းကတော့အာသုံးလ project ဆိုပြီးတော့စခဲ့တာတကယ်ကိုအာကြားခဲ့ပါတယ်အာခီးလန်းရှည်ကြီးကိုအတူတူရှောက်ခဲ့ကြတယ်ဒါပေမဲ့ဒီရှောက်ခဲ့ရတဲ့ခီးလန်းရှည်ကြီးကအလုံးအတွက်အမှတ်တရဖြစ်မယ်လို့ကျွန်တော်ကတော့ယုံတယ်နော် Spring B ရဲ့ကာလာတောက်လျှောက်မှာကျွန်တော်အမှတ်တိုင်းတွေခုပြီးတစ်ခု site to နိုင်တယ်နော် Spring B ရဲ့အာဒီအာ B power လို့ပြောရမလားနော်ကျွန်တော်ပြားတွေရဲ့အင်အားကိုတော့ အသုံးပြုနိုင်ပြီးတော့ကျွန်တော် project တွေတစ်ခုပြီးတစ်ခုကို highlight လုပ်ပေးနိုင်တာဒါ SDB ရဲ့ exchange listing ကလည်းအပါဝင်ဖြစ်ဒီ spring bee ရဲ့တိုးနဲ့အင်အားကြောင့်ပေါ့နော်ကျွန်တော် exchange တွေအများကြီးနဲ့အစကားတွေအများကြီးပြောပြခဲ့တယ်ဒါကိုလည်းကျွန်တော်နောက် slide ကြာရင်အသေးစိတ်တွေဆက်ပြီးတော့ပြောပြပါဦးမယ်နော်အဲ့တော့ဒီ spring bee ကအခုဆိုရင်အဲသူရဲ့ရည်ရွယ်ချက်ကိုဟိုပြည့်လူနီနီဖြစ်ပြီပေါ့နော်အဲအဲ့ဒီပြည့်လူနီနီဖြစ်တဲ့အချိန်မှာကျွန်တော် ဒီ point 3ခုနဲ့ဆက်ပြီးတော့တွားဖို့စီစဉ်ထားတယ်။နော်အဲ့ point 3ခုကိုကျွန်တော်ရှင်းမပြတော့ဘူး။ဘာဖြစ်လဲဆိုတော့အခုချိန်က spring bee ရဲ့ phase 1ကအာပြီးခင်နေ့ဖြစ်တဲ့အချိန်ရောက်လာတယ်။ spring bee ကိုဆက်ပြီးတော့နောက်ထပ်နောက်ထပ်ဒီထက်ပိုပြီးတော့ဟိုကောင်းတဲ့ဒီထက်ပိုပြီးတော့ရင်ခုန်စိတ်လှုပ်ရှားစရာဒီထက်ပိုပြီးတော့ဟို အမြင့်အမြင့်တွေကိုရောက်ဖို့ခေါ်သွားနိုင်ပဲသူတယောက်ကဒီနေ့ကောထဲမှာကျွန်တော်တို့နဲ့အတူရှိနေတယ်။အာ spring bee ကိုဆက်ပြီးတော့ဥဆောင်သွားမဲ့သူကိုကျွန်တော်ဖိတ်ချင်တယ်။အာဘယ်သူဖြစ်မယ်ထင်လဲပေါ့နော်။အာကိုကေဗင်တော့မဟုတ်ပါဘူး။ကိုကိုကေဗင်မဟုတ်ပါဘူး။ဒါကျွန်တော်တို့ကိုကျွန်တော်ကိုပဲဒီကောအတွက်အာဆော့ဆော့ကစကားပြောဖို့ဖိတ်သွားတဲ့ cookie ကဖြစ်ပါတယ်။နော် cookie ကတော့ကျွန်တော် spring bee ကိုနောက်ထပ်ဒီတဲ့မြင့်နေမြင့်နေနေရာတွေကိုခေါ်သွားမဲ့ နော်ဥဆောင်ပြီးတော့ခေါ်သွားမယ်အဲသူဖြစ်ပါတယ်ကိုကီယာကဒီ spring bee ဆက်သွားမယ် point 3 point ရဲ့အဲ့3 point ရဲ့2 point ချင်းစီကဘာအဓိပ္ပာယ်လဲဆိုတာလေးကိုရှင်းပြဖို့ကျွန်တော်ကပြန်ဖိတ်ပါတယ်ကိုကီယာဟုတ်ကိုမနဲ့ကျေးဇူးများတင်ပါတယ်ဟုတ်အားလုံးပဲမင်္ဂလာပါ အခုတော့အာကိုမာနေပြောသလိုပေါ့နော်အရင်တော့ကတော့ပြားပြင်မှာကိုမာနေပေါ့နော်အခုတော့ပြင်မှာကျွန်တော်ဖြစ်သွားပြီပေါ့နော်ဆိုတော့ဟုတ်ကဲ့ပါအ ဲ့တော့ spring bees ကတော့အခုခုနကိုမနေပြောသွားသလိုပဲပေါ့နော်ကျွန်တော်တို့ဝင်လာတဲ့အချိန်မှာ3လ project 6လ project ဆိုပြီးကျွန်တော်စဉ်းစားခဲ့တယ်စဉ်းစားခဲ့ပြီးဒါကျွန်တော်တို့ entire art ကျွန်တော်တို့ community နဲ့အတူတူမောင်းတင်ခဲ့တာပေါ့နော်အခုတော့ကျွန်တော်တစ်နှစ်ပြည့်တော့မယ်ပေါ့နော်အခု community မှာလည်းပြောကြတာတွေ့တယ်အဲအကုန်လုံးမှတ်မိကြတယ်ပေါ့နော်ကျွန်တော်တနှစ်ပြည့်ခံပြီးရေကိုမှတ်မိကြတယ် ဆိုတော့ကျွန်တော်တို့ timeline တွေချပေးခဲ့တာလည်းရှိတယ်ပေါ့နော်အဲ့ဒီ timeline roadmap အတိုင်းကိုကျွန်တော်အခုပွားနေတယ်ကျွန်တော်အချက်၃ချက်နဲ့ကျွန်တော်ဒီနေ့ spring bee နဲ့ poland update တွေကျွန်တော်ပြောခြင်းတယ်ပေါ့နော်ပထမအချက်ကတော့ဒါအားလုံးမျှော်လင့်နေတဲ့စောင့်နေတဲ့အတိုင်းပဲ point conversion ဖြစ်မယ်ဆိုတော့ point conversion ကတော့ကျွန်တော်တို့အခု poland နဲ့ stb token ဒါ exchange လုပ်ဖို့တော့ပေါ့နော်ဒီရပိုင်းအတွင်း เนาะဒီလာပိုင်းအတွင်းမှာဖြစ်မယ်ကျွန်တော်တို့ဖြစ်တဲ့တင်ကြရင် STP ကနေကျွန်တော်တို့အကျညာပေးမယ်ဒါကျွန်တော်တို့ Spring ဒီဒီ AirDrop project ဖြစ်တဲ့အကြောင်းမျိုး AirDrop project ရဲ့ niche အတိုင်းကိုသူ့မှာ criteria ရှိနေပါတော့ဒါ criteria ရနဲ့ပြည့်မီတယ်ဆိုလို့ရှိရင်ဒါပြည့်မီအောင်လည်းအကုန်လုံးကစ조사နေကြတယ်ကျွန်တော်တွေ့တယ်ပြည့်မီမယ်လို့လည်းကျွန်တော်ယုံနေပါတော့ဆိုရင်ဒါကျွန်တော်တို့ token ရဲ့ exchange လို့ရတယ် ဲ့တော့ဒီဟာပြီးသွားရင်နောက်ထပ်တစ်ဆင့်ကပါလာမလဲပေါ့နော်ဆိုရင်ကျွန်တော်တို့ NFT လာမယ်နော် NFT ကိုကျွန်တော်အခု develop လုပ်နေပြီ system အရကောကျွန်တော်ဒီပြားပုံလေးတွေပေါ့နော်ဆိုတော့ကျွန်တော်လုပ်နေပြီအဲ့ဒီမှာလေ criteria တွေရှိမယ်ကျွန်တော်ဒါ distribute လုပ်သွားပေးဖို့ plan နေအခုတည်းကစပြီးတော့စီစဉ်နေရှိတယ်အဲ့တော့ဒါပရမတ်နှစ်ချက်ကကျွန်တော်တို့အရင်တော့လည်းပြောခဲ့တယ်အခုလည်းကျွန်တော်တို့ပြောတယ်နော်ဆိုတော့ လူသားရမေးတယ် spring bees ကအကယ်လို့ပေါ့နော်ဒါဒီပေးပြီးသွားရင်ဘာဖြစ်မှာလဲပေါ့နော်ဆိုတော့ spring bees ကဒီ game ကိုကျွန်တော်တို့က error လုတ်ပြီးသွားတယ်ပြီးသွားမှာလားဆိုမေးခွန်းနေရှိအဲ့တော့ကျွန်တော်တို့ကအဲ့ဒီအတိုင်းပဲကျွန်တော်ပြန်စဉ်းစားရတယ်ပေါ့နော်ကျွန်တော် spring bees ကိုဘာလုပ်ကြမလဲပေါ့နော် ဆိုပြီးတော့ကျွန်တော်တို့စဉ်းစားကြတယ်မှာ Spring B version 2အတွက်ကိုစပြီးတော့အခုပေါ့နော် Angelsy နဲ့ကိုမာလင်းတို့ကနေပြီးတော့မှကျွန်တော်ဒီ project ကိုအာဦးဆောင်ဖို့ဒါ assign လုပ်တဲ့အချိန်မှာကျွန်တော်စစဉ်းစားတယ်ပေါ့နော်ကျွန်တော်တို့တော်လန်ပြည်သူမောင်နှမတွေအကူမတွေအကုန်လုံးကဒါတော်လန်ရေးမှာအခုချိန်ကြီးရေးရင်းပါဝင်နေတယ်အဲ့ဒီတိုင်းပဲဒါကျွန်တော်တို့မှာကျွန်တော်တို့ပဲရှိရဲဆိုတဲ့စကားတိုင်းပဲပေါ့နော် ဒီ community spring bee မျိုးပြားလေးတွေနဲ့အတူကျွန်တော်တို့ကဒီထက်ပိုပြီးတော့အကုံလုံးကိုမြင့်တင်ပေးမဲ့ model ကိုကျွန်တော်စစင်းစားတယ်ပေါ့နော်ဆိုတော့ဘလူးလုံးမယ်ဘာကြီးလုံးလဲဆိုတော့ကျွန်တော်မပြောသေးဘူးဒါကတော့ spoiler လို့သလိုဖြစ်မှာဆိုလို့ပေါ့နော်ဒါပေမဲ့ခုနပြောတဲ့ model ကတော့ base ခံတာဒီကျွန်တော်ကျွန်တော်တို့မှာကျွန်တော်တို့ရှိတယ်ဆိုတဲ့စကားအတိုင်း ကျွန်တော်တို့ကအတူတူလက်တွဲပြီးသွားကြမယ်လှုပ်ကြမယ်အားလုံးတိုက်တိုက်တွန်းတွန်းနဲ့ပါဝင်ကြမယ်ဆိုတဲ့ပုံစံနဲ့ကျွန်တော်စီစဉ်ထားတယ်နော်ဒါ spoil မလုပ်တော့ဘူးအဲ့တော့ဒီမှာကိုချက်ကပြောတယ်ဟာ NFT လာမယ်ဆိုတော့ NFT လေးတစ်ခုလောက်ပြလိုက်ပါလားဆိုပြီးတော့ပြောတယ်ဒါကျွန်တော်မပြသေးဘူးလူတွေ surprise တိုက်ချင်တယ်နော်လူတွေ surprise တိုက်ချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကနေပြီးတော့ဒီနေ့တော့မပြသေးဘူး ဒါပေမဲ့ဒါအချိန်တစ်ခုရောက်လာတဲ့အခါကျလို့ရှိရင်ပေါ့နော်ဒါကျွန်တော်တို့ထုတ်ပြမယ်အဲ့ဒီခါကျရင်လူတိုင်းအဲ့ဒီအချိန်မှာကြီးလိုက်တဲ့အခါကျလို့ရှိရင် surprise ဖြစ်နိုင်မယ် factor လေးတွေပါတယ်နော်သဘောတရားလေးတွေရှိမယ်အဲ့ဒါကြောင့်လို့ကျွန်တော်ဒီနေ့တော့ spoil မလုပ်ပါဘူးဒါပေမဲ့ဒီနေ့ spoil လုပ်တဲ့ကိစ္စသည် spring bees သည်ကျွန်တော်တို့ပူလန်နဲ့ exchange လုပ်ပြီးသွားတာပဲဖြစ်ဖြစ်နော် NFT ပေးလိုက်ပြီးပဲဖြစ်ဖြစ် ဒီ spring bees product ကတည်သွားမှာလားဆိုပြီးတော့မေးတဲ့မေးခွန်းကိုကျွန်တော်က spoil မှာဖြစ်တယ်ကျွန်တော်တို့ကဆက်ပြီးတော့ကျွန်တော်ညူးပြားနေတဲ့အတူတူတော်လန်ရင်မှာရွံ့ချွတ်ချွတ်ပေါင်ဝင်ဖို့အတွက်ကျွန်တော်ဆက်ပြီးတော့ကျွန်တော်အားလုံးပေါင်းပြီးတော့ဆက်တွန်းသွားဖို့အတွက်ကိုစီစဉ်နေပါတယ်အဲ့အတွက်ကိုကျွန်တော်ကအာဒီနေ့မှာပေါ့နော်ဒါကျွန်တော်တို့ရဲ့ပြည်သူတွေကိုချပြပေးတာဖြစ်ပါတယ်ပေါ့နော်ဟုတ်အဲ့အတွက်လည်းအကုန်လုံးညီကုန်းစိတ်လို့ရွှေစားနဲ့ဝိုင်းဝင်းတိုက်တွန်းပေးမယ်လို့ အဲကျွန်တော်ယုံကြည်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒါကျွန်တော်တို့အငယ်စရရှိမှာ Spring Galaxy အကြောင်းလည်းပြောပြပြီးပြီ update ပေါ့နော်ကျွန်တော်တို့အခုအာ STB ရဲ့ progress update လေးပုံမှန်လည်းပြောပြပြီးပြီကျွန်တော်ကနေပြီးတော့လေ Spring Beast အကြောင်းကိုပြောပြပြီးသွားပြီဆိုတော့နောက်လာမယ့်ကိစ္စကဘာဖြစ်မယ်ထင်တယ်ပေါ့နော်ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးမယ့်ကိစ္စကဘာလဲဆိုတော့ကျွန်တော် exchangeless နဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှာဖြစ်ပါတယ်เนาะအဲ့တော့ exchangeless နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးမယ်ဆိုတဲ့အခါကျတော့အရင်ဆုံးအခုသိမယ်เนาะဖြစ်နေတဲ့ market အခြေအနေသိမယ်အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ STB အနေနဲ့ဘလူးအင်ပတ်မျိုးတွေရှိတယ်ဘာတွေဖြစ်နေလဲဆိုတာတွေကိုဆွေးနွေးတိုင်းမျိုးကျွန်တော်အင်္ဂလိပ်ကိုပြန်လဲဖိတ်ခေါ်ခြင်းနဲ့အင်္ဂလိပ်မင်္ဂလာပါဟုတ်ကိုကီရာမင်္ဂလာပါခင်ဗျာ ျေးဇူးပါပဲကျွန်တော်ဟိုအဲ့ဒီ market condition လေးအကြောင်းမပြောခင်ပေါ့လေဟုတ်ကျေးဇူးပါပဲကိုကြည့်ပါကျွန်တော်ဟိုအခုက spring bean နဲ့ပတ်သက်ပြီးတော့လည်းဟိုတလဲပြန်ဆုတ်ချက်နော်ကျွန်တော်တို့ spring bean ဆိုတာကိုဟိုတငယ်တနှစ်တနှစ်၄ပါးလောက်ကပေါ့ကိုမလည်းခုတပြောရတယ်စတယ်အဓိကကတော့ exchange listing အတွက်ကိုကျွန်တော်တို့ဒီ community တခု create လုပ်မယ်ပြီးတော့ဒီ community ကိုလည်း exchange listing အောင်မြင်ဖို့အတွက်ကိုတို့အားရေ energy တွေကိုတုံးသွားမယ်ပေါ့နော်အခုညီတောင်းပြီးတော့တုံးသွားမယ်အခုနောက်ပိုင်းကျတော့အားရေ activist တွေတကယ် positive community spirit ကိုကျွန်တော်တို့က exchange listing အောင်မြင်သွားတာနဲ့လှုပ်ချလိုက်ဖို့ဆိုတာမဖြစ်သင့်ဘူးဆိုပြီးတော့ကျွန်တော်တွေ့တယ် ဲ့ဒါကြောင့်လို့ကျွန်တော်တို့ကနောက်တစ်ဆင့်ခုနကခီရာပြောတဲ့အတိုင်းဆက်ပြီးတော့ဆွဲခေါ်သွားဖို့ဓမ္မပြစ်တစ်ကိုပြန်လဲထူထောင်တဲ့အခြေမှာဥဆောင်ဖို့ဒီ community တစ်ခုလုံးမှာရှိထားပြီးသားဆိုတော့အဲ့ဒါကိုဖြစ်သွားဖို့ဆိုပြီးတော့ကျွန်တော်တို့ကဲကို high ဟို special special program နဲ့တကယ် exciting ဖြစ်တဲ့ program တွေနဲ့တွားမှာเนาะအဲ့ဒါကြောင့်ကျွန်တော်တို့ကျွန်တော်ခုနအစလေးကပြောလဲကျွန်တော်ရဲ့ biggest challenge တစ်ခုပါ talent တွေရှာတာအရန်ရေးကြည့်တယ်။နောက်တစ်ခု funding ညာပေါ့လေအရန်ရေးကြည့်ရပေါ့လေနော်။အဲ့ဒီတော့ကျွန်တော်တို့ဒီ group အထဲကနေရောအပြင်ကနေရောရှာတယ်။အဲ့ဒီအချိန်မှာနောက်ဆုံးမှာကျွန်တော်တို့ကိုကီရာကို queen bees အနေနဲ့ပေါ့ပြားပင်မအင်းနဲ့သူ့ကို appointment လုပ်ပြီးတော့သူ့ကိုဆက်ဦးဆောင်မှုကျွန်တော်တောင်းပေးလိုက်တာ။ကျေးဇူးပြုရေကိုကီရာကိုဆက်ပြီးတော့ support လုပ်ကြပါဒီ spring base program ကိုလည်းဆက်ပြီးတော့ဝန်ရံပေးကြဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်တယ်နော်ကိုမလင်းတို့နောက်ွယ်မှာရှိအောင်ပဲကျွန်တော်လည်းနောက်ွယ်မှာရှိမယ်ဒါပေမဲ့ spring base နဲ့ပတ်သက်ရင်တော့ cookie ရာရဲ့ဆုံးဖြတ်ချက်တွေနဲ့ဆက်ပြီးတော့ရှင်းဆက်သွားပါမယ်နော်ကျေးဇူးပါပဲနောက် slide လေးတစ်ခုသွားမယ်ဆိုရင်ကျွန်တော်တို့ exchange listing အတွက်ကိုစဉ်းစားတယ်ပြီးတော့ STB ရဲ့ asset management ပေါ့လေကျွန်တော်တို့ရှိထားတဲ့ asset under management နေအတွက်လဲကျွန်တော်တို့ investment returns ရဖို့အနေနဲ့အနေနဲ့လုပ်နေလေပြီးတော့ကျွန်တော်တို့ risk management အပိုင်းမှာလဲအများအားပြန်ပြီးတော့ကြည့်တယ် September ကတော့ကျွန်တော်ဒီ graph လေးပါ share ထားပေးတယ် September ကကျွန်တော်တို့ crypto history မှာဆိုရင်အစိုးဆုံးလာပါ เนาะဒါမှအနည်းအောင်တစ်ခုပဲသူ average လောက်လိုက်မယ်ဆိုရင်တကယ် historically 4.7 negative ဖြစ်တယ်လာ September အဲ့ဒီတော့ကျွန်တော် September မှာကိုအရင်က September မှာ listing သွားဖို့ plan လုပ်ခဲ့ပြီမယ်မဖြစ်သင့်တော့ဘူးလို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်နောက်တစ်ခု October အစပိုင်းမှာလုပ်ဖို့ကျွန်တော်အမှန်ပြောရမယ်ဆိုရင်ကျွန်တော် target လုပ်တယ် အဲ့ဒီ detail ကိုတော့ command line ဆက်ဆွင်တွေသွားမယ်။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့် October အစပိုင်းမှာဖြစ်လိုက်တာလေ။ကျွန်တော်တို့အတွက်ကတော့ကျွန်တော်တို့ community တစ်ခုလုံးပေါ့လေ token holders တွေအတွက်ကတော့ဒါတကယ်အဲကောင်းတဲ့အရာတစ်ခုလို့ကျွန်တော်ကတော့မြင်နေဗျာ။ဘာကြောင့်လဲဆိုတော့အားလုံးသိတဲ့အတိုင်း October 10ရက်တုန်းကလောကရဲ့9ရက်တုန်းကပေါ့လေ။တမိုင်းမှာ ခရစ်တိုတမိုင်းမှာဆိုရင်အကြီးဆုံးအကြီးဆုံးအရှုံးပေါ်သွားတဲ့နေ့နော်အဲ့ဒါက16 billion US dollar 16 billion လောက်ကိုငွေတွေစုံရှုံသွားတယ်တရက်အတွင်းမှာပေါ့လေစုံရှုံသွားတယ်မေးအဲ့ဒါနဲ့လေကျွန်တော်တို့ကံကောင်းစွာရှောင်နိုင်နေတယ်နောက်တစ်ခုဒါကတော့တရင်းကောင်းလေးတစ်ခု October 9ရက်မှာ ကျွန်တော်တို့ကိုမလင်းပါတယ်ကျွန်တော်ပါတယ်နောက်တော့ကိုမော်ရစ်ဆိုတဲ့ကျွန်တော်တို့အစိုးရနဲ့ပတ်သက်တဲ့ ecosystem နဲ့ပတ်သက်တဲ့ဥဆောင်နေတဲ့တရားကိုမော်ရစ်ပါတယ်တောင်းရအောင်ကျွန်တော်တို့ဝန်ကြီးဆရာဦးတင်ထွန်းနိုင်ဥဆောင်ပြီးတော့ပေါ့လေကျွန်တော်တော်လှန်ရေးအစိုးရ cabinet exchange listing အတွက် approval ရဖို့ကျွန်တော်တို့တင်ပြရတယ်ဆွေးနွေးရတယ်ပြီးတော့သမရာကြီးဝန်ကြီးချုပ်ကြီးအပါအဝင် ျွန်တော်တို့ဝင်ကြီးတွေအကောင်လုံးအကောင်လုံးဝင်ကြီးတွေဒုဝင်ကြီးတွေပါတယ်ပေါ့ဗျာသူတို့ဘက်ကတခဲနဲ့ထောက်ခံပြီးတော့ support လုပ်ပေးကြတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ cabinet ရဲ့ approval october 9ရက်နေ့မှာရသွားပြီเนาะအဲ့ဒီတော့နောက်ဆုတ်ဖို့အကြောင်းမရှိတော့ဘူးကိုမလေးအသေးစိတ်ကို session ပြသွားပါမယ်ဒါပေမဲ့နောက်ဆုတ်တကြောင်လေးကျွန်တော်ရှင်းပြချင်တာအခု trade war ongoing ဖြစ်နေတယ်နိုင်ငံရေးအခြေအနေမတည်ငြိမ်တာတွေလည်းတော်တော်ကြီးကိုဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ရဲ့ personal view ပေါ့လေ historically october november ကတော့ crypto မှာဆိုရင်တကယ် one of the best months เนาะအခုကလည်းမကြခင် US က Federal Reserve က interest rate ကိုကတ်တော့မယ် နောက်ထပ်နှစ်မကုန်ရင်နှစ်ခါလောက် cut မယ် interest rate ကို short ချမယ်ပေါ့လေအဲ့ဒီတော့ funding တွေက extra liquidity market တွေကိုစီးစင်လာမယ်အဲ့ဒီတအဲ့ဒါကြောင့်မလို့ trade ကစီးပွားရေးတိုက်ပွဲတွေနိုင်ငံကြီးတွေကြားမှာဖြစ်နေတာတောင်းမှာ crypto market ကတော့ပြန်ထောင်တက်တော့မယ်လို့ကျွန်တော်တို့ကတော့ညှော်လင့်ချက်တွေထားတယ်ပြီးတော့ အဲ့ဒီပေါ်မှာ modi ပြီးတော့ကျွန်တော်တို့ SDB exchange listing ကိုလည်းကျွန်တော်တို့ plan နေတယ်เนาะအဲ့ဒါကြောင့်မလို့ Kokira ဂျေဆုပြုတ်ရေ Kokira မခေါ်လဲကျွန်တော်ကတော့ commodity ကိုစင်ပေါ်ဖိတ်ပြီးတော့ exchange listing ကပတ်သက်တဲ့ detail တွေကိုလည်းဆက်ဆွေးနွေးသွားဖို့ကျွန်တော်ဖိတ်ခေါ်ပါရစေဂျေဆုပါပဲဗျာ